တွေ့နေကြောင်းနဲ့နေလို့အမှထားတာအဲ့ကလေးလေးကမနေ့ကပို့ချင်မှချင်းတွေ့မှာပါကလေးကတိတိဖြောင်ဖြောင်လေးမနေ့ကညမှသူရိုက်ခံရတယ်ဆိုသူ့မိကဖုန်းဆက်တာဖုန်းဆက်တာကြည့်လို့သူ့ခင်းနဲ့မိကပညာရေးမှုရုံးကိုတွားဆိုင်နေတယ်ဆရာမလည်းလက်ခံသွားမလို့ဆိုတော့ကိုကပြောတာတွားဆိုင်နေတယ်ဆိုဘာပဲပြောပြောတိုင်ခိုင်းတဲ့ဆရာမမှလည်းမကောင်းဘူးပြီးတော့မှအစ်စ်ကလည်းကြုံလို့မရဘူးကွာဘာပဲပြောပြောဖြစ်ပြီဆိုရင်အုတ်ထွန်းတို့ဖြစ်တဲ့ကြောင်းကိုရင်သွားတွေ့ရမယ်ကွယ်အဲ့ကြောင်မလို့ဟုတ်ပြီမတွားနဲ့ငါနဲ့ဆရာကလိုက်ခင်းကြောင်းကိုရင်သွားတွေ့ပြီးမယ်အဲ့လိုမျိုးဆိုအဲ့ကြောင်ကိုတွေ့တာတွေ့တော့ဆရာမကြီးကဖြစ်ရတဲ့ပြဿနာတော့မပြောပြမယ်ဒီနေ့ဖြစ်ခဲ့တာကြီးပြောပြမယ် င်ဆရာမဆရာနေ့လည်းနှစ်နာရီပြန်ချိန်မနေ့တော့ပြောတာကခလေးကိုအဲ့လောက်ရိုက်လိုက်တယ်ပါလဲရောင်နေတယ်ခြေတော့မှလည်းအနုကပ်ပါတလားဆင်းလိုက်လေရိုက်ချလာတစ်ဖက်ပုံ၅ချက်၆ချက်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မြောင်မြမြို့အထက်က6မှာចောင်းသူတယောက်ကိုအုပ်စုဖွဲ့ပါရိုက်ခဲ့တဲ့ဖြစ်စဉ်မှာမြောင်မြမြို့အထက်က6ចောင်းအုပ်ကြီးနဲ့အတန်းပိုင်ဆရာစီကိုနင့်နာသူမျိုးသမီးဘက်ကနေပြီးကိုတိုင်ကိုကြပါဝင်ကူညီပေးခဲ့သူဆရာမကဖြစ်စဉ်မှန်ကိုတင်ပြလာသည်မို့ အဆုံးထိနာဆင်ဝေဖန်ပေးသွားကြပါအောင်ခင်ဗျာစာတင်ခဲ့ကိုကိုကောင်းကောင်းနားလေကလေးကြောင့်ဘလို့ရိုက်တင်တယ်ဘလို့ဆုံးမတင်တယ်ဆိုကိုနားလေတယ်လို့5မိနစ်ဆင်မှရခုချက်ပုံနားလေတင်တယ်ဘာဖြစ်လဲဆိုတော့သူတို့တွေကចောင်းနေမှာ chain ဘောနော်ကလေးနဲ့ပတ်သက်တဲ့စိတ်ပညာသူတို့တင်ခဲ့ရပြီသားအဲ့တော့ချစ်တော်ဒီလိုဗီဒီယိုကတော့ရှင်းမှာနော်ချစ်ရှင်းမှာကြည့်ပြောပြမှာဟုတ်အရက်ခံရတဲ့ကလေးလာပြေဝန်ဆိုတာကမနှဲ့ရဲ့မွေးသားသမီးဆိုလဲဟုတ်တယ်စေမကင်းမျိုးမကင်းဆိုလဲဟုတ်တယ်နော်ဘလောင်မလေး မနက်မနေ့မှနေတာတောင်းမဖင်ခင်၃ရက်နေ့တောင်းတက်မယ်ဆိုနေ့ရက်နေ့မှမနက်အိမ်ကနေသူ့အိမ်ကိုသွားလာသူ့အိမ်နဲ့ကြောင်းနေနေလို့အမှထားလာအဲ့ကလေးလေးကမနက်ရက်ပို့တင်မှချင်းပြမှာပါကလေးကတိတိဆောက်ဆောက်လေးမနေ့ကညမှသူရောက်ခံရတယ်ဆိုသူ့မိကဖုန်းဆက်တာဖုန်းဆက်တာကြည့်လို့သူ့ဖင်နဲ့မိကပညာရေးမှုရုံးကိုသွားဆိုင်နေတယ်ကျမလည်းလက်ချက်သွားမလို့ဆိုတော့ကိုကပြောတာသွားပိုင်တယ်ဆိုဆိုဘာပဲပြောပြောတိုင်းခိုင်းတဲ့ဆံမမလည်းမကောင်းဘူးပြီးတော့မှအဆင့်သွားလို့ကြုံလို့မရဘူးပါဘာပဲပြောပြောဖြစ်ပြီဆိုအုတ်ထန်းတစ်ပြည့်တောင်းကိုရင်သွားတွေ့ရမယ်ကိုယ်အဲ့ဒါကြောင့်မလို့ဟုတ်ပြီမသွားနဲ့ငါနဲ့ပြန်လာလိုက်ခင်တောင်းကိုရင်သွားတွေ့ပြီးမယ်ပေါ့ အဲ့လိုမျိုးဆိုအကြောင်းကိုတွေ့တွေ့တာတွေ့တွေ့တော့ဆရာမကြီးကဆရာလည်းပြစ်တယ်မှမမပြောပြမယ်ဒီနေ့ဖြစ်ခဲ့တာကြီးပြောပြအဲ့ဒီဆရာမကြီးကနေ့လည်းနဲ့နာရီပြန်ချင်းမနေ့တော့ပြောတာကခလေးကိုအဲ့လောက်ရိုက်လိုက်တယ်ပါလဲရောင်နေတယ်ခြေတော့မှလည်းအနုကွက်ကတလားဆင်းလိုက်တယ်ရိုက်ချလာတစ်ဖက်ပုံ၅ချက်၆ချက်အဲ့တော့မနေ့ပြောတာကတခါတည်းခေါ်ပြီးအဲ့ဆရာမကိုကောင်းကောင်းမွန်မွန်ဆရာမကြီးဒီမှာဖိုက်ပြပြပါပါညာနဲ့ကောင်းကောင်းမွန်မွန်ခေါ်ပြီးဆိုတော့သူကနေ့လည်းနာရီတဲ့ဟုတ်ပြီနေ့လည်းနာရီဆိုလည်းမနေ့တော့ပြန်ထွက်လာတယ် AC ပဲဒါပေမဲ့ပြန်ဆင်းစားတာနေ့လည်းနာရီမှပြန်ရှင်းပြမဲ့ကိစ္စမှာသူကသူ့ဆရာမကိုခေါ်မဲ့ကိစ္စမှာဒီကလေးကိုကြောင်းမှမနေ့မှထားခင်တယ်ဟုတ်တယ်နော် ီကလေးကမနဲ့မထားခင်နိုင်ဘူးဖြစ်တဲ့ပြဿနာကိုလေရှင်မကြီးကသူမသိသေးဘူးလို့ပြောတယ်အဲ့တော့မနဲ့မထားခင်နိုင်ဘူးအဲ့ကြောင့်မနဲ့ကလေးကိုပြန်ခေါ်လိုက်တယ်ပြန်ခေါ်ပြီးကလေးကိုမနဲ့တော့ခေါ်လိုက်တဲ့အချိန်မှာအတမ်းလိုက်ဆရာမကမတွေ့တော့တမ်းလိုက်ဆရာမကတော့မမီးမှာမနဲ့ခန်းထဲချောင်းချစ်ချင်မှာဆရာမအနောက်ကလေးဝင်လာပြီးတော့ဒီမှာဒီမှာတဲ့ မနေ့ကမှဖြစ်တဲ့ပြဿနာကလေတတောင်းတတိရှိတဲ့ဘာညာနဲ့မနေ့ကလည်းညှို့ထုတ်ပြီးအော်ရောအော်ရခါကျတော့မနေ့ကတော့မပြောဘူးဘာလို့လဲဆိုတော့အဲ့ဆီယမ်မလေးကအခုက20ကျော်ကွာမနေ့က50လားကန်နေပြီမနေ့မွေးမနေ့တမီလောက်ရှိတယ်အဲ့တော့မနေ့ပြောတာလက်ကလိုက်တယ်ဆီယမ်မကျွန်မဆီယမ်မကိုဒီပြဿနာနဲ့ပတ်သက်ပြီးဘာမှလာပြောတာမဟုတ်ဘူးကျွန်မကကလေးကိုပဲပြန်လာခေါ်တာပါလို့မနေ့အဲ့လိုပြောလိုက်တယ်ကြိုးမနေ့ကလေးကိုပြန်ခေါ်လိုက်ဆီယမ်မကျောင်းကြီးကအဲ့ဒီခန်းချီလိုက်လာပြီးတော့မှအဲ့တော့ဖြစ်နေလားဆိုရင်လည်းမိလည်းမခေါ်မစရာကိုဖြစ်နေရတော့အခုချင်းချင်းရှင်းပြနေတယ်လို့ရှင်းပြလိုက် တော့သူကဆီယမတောက်ကြီးရဲ့အញ្ញအကူရတဲ့လက်ထောက်ဆီယမလို့လည်းအများပြောကြတယ်ငါလည်းမသိပါဘူးအဲကြောင့်အဲ့မှာသူကဘယ်လိုပြောလာလဲဆိုတော့မဆိုင်နိုင်ပါမှာလိုက်မနေ့ကပေါ့အဲ့ဒီကြောင်းကဆီယမကြောက်ကိုညိုင်းမွှေမနေ့ဟုတ်ချက်တိုင်းနေပေါ့သူဗီဒီယိုရောပြောတာရောတိုင်းလို့ဆိုသူကတခုခုတခုသူထုတ်ပြောလာချင်မှာအဲမနေ့ပြောလိုက်တာဆီယမကဆီယမတို့ပြောပြီးသူကျမပြောမယ်နော်ခလေးကဆီယမကိုပြန်ပြောလို့ဆီယမပါရတယ်တထားလိုက်သူဘာဖြစ်လို့ဆီယမကိုပြန်ပြောဘာပြန်ပြောလဲဆီယမမမေးဘူးအခုကျမဒီကြောင်းကိုလာလာတော့မှဆီယမကဒေါ်လာဘယ်လောက်ထည့်ဒီကျမကိုငန်းငန်းငန်းနဲ့ဆီယမပြန်စစ်ကူတာဒီခလေးနဲ့သူဒေါ်လာပြလို့ဒီခလေးတိတိလေးကဆီယမကိုပြန်လုပ်တယ်ဆိုရင်တော့မှ ရာ authority ပြန်လုပ်တယ်ဆိုတာဒီလိုပေါ့နော်မချိမငံပြန်ပြောရတဲ့ဆိုတော့ဒီအတက်ယူနေဒီတက်ယူနေမဲမဆောင်တော့ပြန်ပြောမှာမဟုတ်ဘူးပြန်ပြောလို့ဆင်မရိုက်လိုက်တယ်ဆိုလဲလေးမချိရိုက်ပြီးမက်ပြန်ပြီးမှ pocket ဆိုရင်လေအုတ်သိမ်းမပြလာမှာပေါ့ဆင်မရေဘာဖြစ်လို့အဲ့ဒါဒီကြောက်ရွံ့ရရကြတာတော့ကျမတို့အဲ့ဒါလေးနဲ့လာမေးတာပါလို့အဲ့ဒါပြောတဲ့တော်များငါကမလဲသူ့သူ့ခါကူပေါ့နော်ငါကပါလို့မပြောကျမတို့လည်းခဏမှဗီဒီယိုပေါ်ပြောတာလည်းပုံစံကြီးတိုင်နေပါနဲ့သူကပြောလာတော့မင်းငါပြောတာဟုတ်ပြီဆင်မရဲ့အကြောင်းကိုကျမကပုံစံကြီးကျမညီမလည်းကြောက်ဦးဒါပေမဲ့အဲ့ဒီဟာဒီကိစ္စကိုမတည်ဘူးကျမကကျမလာခဲ့တယ်ဒီအကြောင်းကိုကျမတို့ရဲ့အကြောင်းမှာလည်းကျမနဲ့ပတ်သနာကြတဲ့ဆရာမတွေအများကြီးတယ်ဒါပေမဲ့ကျမ တော့ရှိလေကျမတို့ကျမဖုန်းနဲ့ကိုကျမမသားဘူးကျမဘုဒ္ဓကမှဖုန်းမဆက်ခဲ့ဘူးကျမကိုယ်တိုင်နဲ့မနေခင်းထားတာဖြစ်တယ်အဲ့တော့ဆီယမကိုကျမကဖုန်းဆက်တိုင်တယ်လို့ပြောရင်အဲ့ဒီဆီယမကိုဖောက်ခဲ့ပါကျမနဲ့ရှင်းပါမယ်အဲ့ဒီဆီယမကိုကျမဖုန်းဆက်ပြီးတိုင်တယ်ဆိုရင်ကျမဆီယမကိုတောင်းပန်ပါမယ် ဲဘာဖြစ်လဲဆိုတော့ကျမဖုန်းမဆက်ခဲ့ဘူးဆရာမရဲ့နာမည်လည်းကျမမသိဘူးဆရာမရဲ့ဖုန်းနံပါတ်လည်းကျမမသိဘူးဆရာမပြအเจ้าဦးကြီးရဲ့ဖုန်းနံပါတ်လည်းကျမမသိဘူးလို့အဲ့လိုပြောတော့မှသူကအရတယ်တဲ့ကျမကကျမရှင်းနိုင်တယ်လေဆရာမလို့အဲ့လိုမပြောနဲ့ကျမကလေလို့မန်နဲ့အတိုင်းပဲကြိုက်တယ်ကျမကပြောရင်ကျမကရေဆုံးနေဆုံးလိုက်ရှင်းတတ်တယ်အခုဆရာမကျမဖုန်းမဆက်ပဲဆက်တယ်လို့ဆရာမပြောတဲ့အတွက်အဲ့ဒီဆရာမကိုခေါ်ခဲ့ပါကျမရှင်းမယ်ကျမမားတယ်ဆိုအခုကျမကောင်းမယ်မယ်နော်လို့ဆရာမမားတယ်ဆိုဆရာမကောင်းမယ်ကျမကျမကကျမရှင်းမယ်ဆိုသူထွက်သွားလိုက်တယ်ထွက်သွားပြီးတော့သူပြန်လာတယ်ဆရာမပြန်လာပြီးတော့သူကလာပြောလဲဆိုတော့ ျမဆက်တာမဟုတ်ဘူးလေမနှင်းဆက်တာမဟုတ်ဘူးလေဆက်တဲ့လူကတော့ဘာလို့ဆိုလားမသိပါဘူးတော့ပါအေးအေးဆန်းဆိုလားဆန်းဆန်းအေးဆိုလားမသိအဲ့လူကဆက်တာအဲ့ဒါဆိုရင်ကျမမဆက်ပဲနဲ့ကျမဘာလို့ကျမအောင်ရန်လုပ်တာလေလို့အဲ့တော့ဒီပြဿနာရဲ့စဉ်းမြစ်ကိုကျမပြောပြနာမည်ဝန်ဆိုတာကအိမ်မှာခေါ်ထားတဲ့တမီးလိုခေါ်ထားတဲ့ကလေးမနှင်းရဲ့ဗီဒီယိုတွေမှာသူပါတတ်တယ်ခေါ်ထားတဲ့ကလေးကိုဒီကလေးကသူ့ရဲ့အတန်းမှာနေတာအတန်းမှာနေတဲ့ဥစ္စာကိုတခြားအတန်းကကလေးကသူ့ကိုလာတာလာတော့သူ့ဘလို့ပြောလဲဆိုတော့နာမည်ဝန်တဲ့နေနာတဲ့လူရည်သုံးလာကိုတဲ့ အိမ်မှာသူများအိမ်မှာကျွန်းသွားလုပ်တယ်တဲ့အလုပ်သွားလုပ်တယ်တဲ့အိမ်ခေါ်သွားလုပ်တယ်တဲ့အဲ့ဒီအိမ်ကကလေးတွေကလည်းနေ့ရက်ပေါင်းပြီးတော့ဆက်ချွတ်ကြတယ်တဲ့ဟောကျွန်းသွားလုပ်တယ်ဘာအဲ့လိုပြောတော့လက်ကင်ကမနေ့ရက်ဒီမှာလျာရှင်းတာငါကျွန်းသွားလုပ်တာမဟုတ်ဘူးငါအလုပ်သွားလုပ်တာလည်းမဟုတ်ဘူးအဲ့ဒါငါဆရာမအိမ်ငါဆရာမနဲ့သွားနေတာတောင်ပိတ်တော့ပြီးတော့အဲ့ဒီအိမ်မှာကလေးတွေကလည်းတယောက်မှမရှိဘူး။ငါတယောက်ပဲရှိတာ။ငါ့ကိုလည်းဘယ်သူမှဘောင်းမီမချုပ်ဘူးလို့လက်ပြုံကပြန်ပြောတယ်တဲ့။ဒါကလက်ပြုံကပြောတာကိုပဲမနေ့ကနောက်ခင်းရင်မနေ့ပြောတဲ့စကားကတစ်ဖက်တည်းဖြစ်မယ်။အခုကကကြောင်းမှာ ဲ့ဒီသူ့ကိုအဲ့လိုလာပြောတဲ့ကလေးကိုပါခေါ်ပြီးမှညနေချင်းလိုက်ရှင်းလိုက်လို့နှစ်ခုနှစ်ဖက်ပြောတဲ့စကားအဲ့လိုပြောတော့လာပြောကငင်းတာငင်းတဲ့ခါကျတော့တခါအတူကတငယ်ချင်းတွေဝါပြီးသူ့အဲ့လိုပြောကြတာပေါ့ခေါင်းမလေးစကားလိုက်ပြီးမှသူကစိတ်ကူပြီးခုံကိုထုချလိုက်တာထုလိုက်တော့ပဲကြားမခုံကဒီလိုနှစ်ချမ်းဆက်ထားတဲ့ခါကျတော့ထုလိုက်တော့ဟသွားမှာပေါ့ပွဲတော့မတော်ဘူးဟသွားမှာဟသွားပြီးတော့လာပြောကလည်းခုံကိုထုလိုက်တော့အကုန်လုံးကငင်းပြီးထွက်သွားကြတယ်တဲ့အဲ့ဒါနဲ့သူကသူ့ရဲ့ဒီတခြားတန်းကလည်းပါသူ့လာပြောတဲ့ခေါင်းမလေးအတန်းလိုက်ချမ်းမှာသူကသွားတယ် ဆရာမတဲ့ဆရာမတန်းကတဲ့ဒီကောင်မလေးကတမီးကိုဒီလိုဒီလိုလာပြောတယ်တမီးကတင်ရီမှာကျွန်းွားလို့တာမဟုတ်ဘဲနဲ့တမီးကိုကျွန်းွားလို့တယ်လို့ပြောတယ်ဘာညာတော့တိုင်တော့အဲ့ဒီဆရာမလည်းပြောလိုက်သေးတယ်နင့်ဆရာမနာမနင်တန်ကြီးလို့ပြောလိုက်တော့သူကလည်းအခဏမှပြန်လာထိုင်နေလို့သူ့အတန်းလိုက်ဆရာမခုနက ဟိုဘယ်လိုလဲသူရအတမ်းမှန်ဆံမကလာပြီးတော့မှလက်ပြေဖို့နေလာတဲ့နေမှာတော့ခုန်ထုတာလဲလို့ပြောတော့လက်ပြေဖို့ကလည်းစိတ်တိုးလို့ထုတယ်လို့ပြောလိုက်တယ်တဲ့။အဲပြောတဲ့အချိန်မှာသူကရှင့်လို့မထည့်လိုက်ဘူးတဲ့။တမိစိတ်တိုးလို့ထုတယ်ပေါ့။အဲ့လိုပြောမှမပေါ့။အေးတနေ့ကထုကြလားသူကလေးကိုရိုက်တာခြေတော့မှလည်းရိုက်ထားတယ်မနဲ့မပြောလေး။ဆံမမဟုတ်တမိပြောအောင်မယ်လို့ပြောမှလိမ့်မယ်ကလေးက။နာလာပြီလေသူပြောမှအဲ့ခါကျတော့လေအဲ့လိုပြန်ပြောရအောင်လားဆိုကလေးကိုပကြိုက်လိုက်တယ်တစ်ချက်တည်းမဟုတ်ဘူးနော်တစ်ချက်တည်းဆိုဒီနားတစ်ချက်ရအောင်အခုကဒီနားလေးရအောင်ဒီနားလေးရအောင်တစ်ချက်တည်းမကလို့ရအောင်အဲ့တော့မနေ့ကအနေနဲ့က ဟုတ်ပြီဒီကလေးကိုရိုက်တာမနဲ့မပြောဘူး तू အပြစ်ရှိလို့ရိုက်တာရိုက်ဒါပေမဲ့ဘာဖြစ်လို့အလောက်ကြီးညုံမဲအောင်ရိုက်တာလဲဘာဖြစ်လို့ပါအောင်ရိုက်တာအမှန်ဆိုလို့ရှိရင်ဆရာမတယောက်နေလဲကမင်းရမင်းမလို့ဒီလိုခုံခုံထူရလေဒီလိုဒီလိုဖြစ်တယ်ဆရာမအဲ့ဒါဆိုရင်ကိုကြောင်းနေလဲဒီလိုနဲ့ချင်းတန်ရှင်းရမယ်မဟုတ်ဘူးလားအဲ့လိုတော့ပြောရတဲ့အခါကျတော့ဆရာမကြီးကဘယ်လိုပြောလဲဆိုဆရာမအမအလို့နောင်အောင်ကျမပြောပြနေတယ်ကျမတို့မှာတကြောင်းမှာတစ်ခန်းမှာဆရာမရောက်80ရှိတယ်တဲ့ကျမတို့မှာဒီလိုရှိတယ်ဒီလိုပြဿနာရှိတယ်လို့နည်းနည်းလူကလေဒေါသနဲ့နဲ့ဖြစ်ချင်တယ်အဲ့တော့မနဲ့ပြောလိုက်တာဆရာမကြီးကျမအခုကတော့ဆရာမကြီးကိုရန်တွေ့တဲ့ပုံပေါက်လား ကျွန်တော်ရံပြည့်ဘူးနော်ကျွန်မပြည့်တယ်ဆရာမကြီးတစ်ခါမှအရောက်80ပဲရှိအရောက်900ပဲရှိရှိကျွန်မရဲ့အဖြစ်မဟုတ်ဘူးလေလို့ခလေးရဲ့အဖြစ်လည်းမဟုတ်ဘူးလို့ဆရာမတို့ကဒီအရောက်900ရှိတယ်ဆရာမတို့ထင်ရမှာပဲအရောက်900ရှိတယ်ဆရာမတို့ထင်ရမှာပဲဒါပေမဲ့ကိုယ့်ရဲ့ကိုရေးကိုယ်တာခန်းစားချက်နဲ့ဆိတ်ရှုပ်တာနဲ့ဒီခလေးကိုဒီလိုမျိုးရိုက်လိုက်လို့မရဘူးလေလို့ကျွန်မတို့လည်းပညာရေးသားပိုင်းကလာတာဆရာမကြီးဒီပြည့်လေးလေးစဉ်းစားပေးပါအခုကျွန်မတို့လာတာကရရကောင်းလားလို့ညံတာတွေ့ရတယ်လို့သူကပြောတာကျွန်မဆရာမကိုညံတာတွေ့ရတယ်ကျွန်မလည်းမခံဘူးတဲ့ဆရာမကြီးကျွန်မညံတာတွေ့ရတဲ့ပုံပေါက်လားဆိုတော့ နည်းနည်းပေါက်တယ်တဲ့နည်းနည်းပေါက်တယ်ဆိုမနဲ့ကိုပြောရမှာမဟုတ်ဘူးမနဲ့နဲ့ပါလာတဲ့ចောင်းသားမိပါက तू อ่ะဈေးရောက်တဲ့လူဆိုတော့အသက်ရှာသက်ရှိတူဘူးသူ့ကိုပြောတာအတော့ကျမပြောတာမနိမအနေနဲ့ပြောနေမပြောနဲ့ခလျာကနည်းနေတာရှင်မကြီးကျမပြည်ပြည်လေးပဲပြောတာအဲ့လိုပြောတော့သူ့ဆံမလည်းရောက်ပါကြတကယ်ရန်တွေ့ရကသူ့ဆံမဖြစ်နေရှင်မကြီးနေနေတော့လို့ကျမရန်မသိဘူးတော့လို့ရှင်မကြီးရဲ့လက်ဖက်ကကျမကျမတို့ကအပြင်းကျမတို့မှာထောက်အပြင်းတန်းမရှိဘူး ကျမတို့ကအနာခက်ရှိတယ်နော်လို့ကျမတို့ကဆရာမကို respect ထားလို့ကျမဒီကိစ္စကို live မှာပြန်လိုက်တယ်ဒါပေမဲ့ចောင်းနာမည်လည်းကျမမထည့်ဘူးကျမနာမည်လည်းမထည့်ဘူးကျမဒါ respect ထားလိုက်တာညီမချင်းကိုချင်းစာလိုက်တာလို့အခုကြတော့ဆရာမကကျမလည်းလို့လဲဆရာမစဉ်းစားကြည့်တရားကဆရာမရဲ့တာတိပြည့်ဒီကလေးကဆရာမចောင်းမှနေရ ူကလူသားထဲမှာနေဖင်ချုပ်ခံရတယ်နေကြုံတော့ခံရတယ်ဆိုပြီးအချက်ခွဲခံရလို့သူဒေါနာဖက်ပြီးခုံထုတ်လိုက်လို့သူဒေါနာဖက်နေချိန်မှာဆရာမကမင်းမင်းညံ့နေမင်းမောင်တို့ခုံထုတ်တာလဲဆိုပြီးရိုက်လိုက်ရင်သူလည်းဒေါနာတပီဆရာမကိုပြန်ပြောမိမှာပဲဆရာမတော်မှကျမဒီကလေးကိုရရကောင်းလာဆိုကျမလာမေးတဲ့အချိန်မှာဆရာမတော်ကျမကိုရန်သူကြီးလို့ပြောနေသေးတယ်လေလို့ဒီကလေးကတော့ဆရာမကိုမင်းမဲမဆပြောတာမဟုတ်တော့တပီစိတ်ကြုံလို့ထုတာအဲ့ဒီတော့တော့သူပြောမိမှာပဲဆရာမအဲ့ဒီပြောလို့ဆရာမရိုက်တယ်လို့ငါချက်တော့ဆရာမရဲ့လို့ပြီးမင်းခုံထုတ်တယ်ကျောင်းကျူတူပိုင်ဘာနာပြည့်စည်ပြည့်စည်သွားတယ်မင်းမိမခေါ်ခဲ့ကျမတို့ခေါ်လာမယ်ကျမတို့မှာကျမတို့ထဲပို့ပြီးကလေးချောင်းနားလဲရမယ် လူမှုကွန်ရက်တွင်ရုပ်တံဖိုင်ပြန့်နှံ့လာပြီးနောက်ယင်းဖြစ်စဉ်အပေါ်ဝေဖန်မှတ်ချက်ပေးမှုများမြင့်တက်ခဲ့ပြီးနောက်တွင်အရေးယူမှုများလှုံ့ဆော်လာခြင်းလည်းဖြစ်သည်ဟုသိရသည်ယင်းဖြစ်စဉ်တွင်ကျူးလွန်ခဲ့သည့်ចောင်းသူနှုတ်မှအထက်က6မြောင်းများတွင်ចောင်းဆက်တက်နေပြီးကျူးလွန်ခံရသူចောင်းသူမှចောင်းမတက်ရဲသည့်အခြေအနေဖြစ်နေသည်ဟုလိုက်ပါကူညီနေသူတဦးကလူမှုကွန်ရက်တွင်ရေးသားထားသည်ကျူးလွန်ခံရတဲ့ဘက်ကတောင်းဆိုတာနှစ်ချက်သေးပါ တကိုတိလက်ရောက်ကျူးလွန်တဲ့ကျောင်းသူနှစ်ယောက်အပြင်အဖွဲ့လိုက်ဝိုင်းနိုင်ခြင်းကဲ့သို့အဆိုပါကိစ္စတွင်ဗီဒီယိုရိုက်ခဲ့သူအပါထိုးအုပ်စုတွင်ပါဝင်ခဲ့သူများအားလုံးပြန်တောင်းပန်ပေးရန်ကျူးလွန်ခံရသူတမိငယ်လေးကျောင်းပြန်တက်နိုင်ရန်အဆိုပါကျောင်းသူများအားထကခြောက်မှတခြားကျောင်းသူပြောင်းရွှေ့ပေးရန်ဟုလိုက်ပါကူညီပေးနေသူတဦးကလူမှုကွန်ရက်တွင်ရေးသားထားသည်လူမှုကွန်ရက်တွင်ရင်းရုပ်တံဖိုင်ပြန့်နှံ့လာပြီးနောက်ဇွန် ဆယ်ရှိရဲ့ညနေပိုင်းတွင်ပညာရေးမှူးကျောင်းအုပ်ကြီးဆရာမများနှင့်ကျူးလွန်သည့်ကျောင်းသူနှုတ်ဦးတို့ကကျူးလွန်ခံရသည့်ကျောင်းသူအိမ်တို့ရောက်ရှိကာကျူးလွန်သူနှုတ်ဦးကတောင်းပန်ခဲ့ကြောင်းရင်းတို့တောင်းပန်သည့်အခြေအနေကိုဗီဒီယိုရိုက်မခံနိုင်ပါဟုဆိုကာပြန်သွားကြောင်းသိရသည် ပညာရေးမှုနဲ့ထား6ကျောင်းအုပ်ဆရာမကြီးနဲ့ဆရာမများကျူးလွန်သောကျောင်းသူနှုတ်ဦးသာပါလာပြီးကျူးလွန်ခံရသူကလေးမအိမ်တို့ကျူးလွန်သူကျောင်းသူနှုတ်ဦးမှလာရောက်တောင်းပန်ရတွင်ဗီဒီယိုအရိုက်မခံနိုင်ပါဆိုပြီးပြန်သွားကြပါတယ်။လက်ရှိအုပ်စုဖွဲ့ကျူးလွန်သောကျောင်းသူများထက6တွင်ကျောင်းတက်လျက်ရှိပြီးကျူးလွန်ခံရသူတမိငယ်လေးမှကျောင်းမတက်ရတော့ပါဘူးဗျာ။တာဝန်ရှိသူများကကျူးလွန်သူကျောင်းသူတွေကိုကျောင်းထုတ်လို့မရကြောင်းလည်းပြောသွားကြပါတယ်ဟုလိုက်ပါကူညီသူတအူးကလူမှုကွန်ရက်တွင်ရေးသားထားသည် ျမတို့ကကလေးစစ်ပညာတင်ထားရတယ်လေအဲ့လိုပြောတော့အောင်းကြီးကဟုတ်ပြီတဲ့ကျမလိုရတယ်တဲ့ကျမမားပါတယ်တဲ့သူကပြောတာ तू तू ကဘယ်လောက်ထိပြောလဲဆို तू မအီထန်ကြောတောင်းမယ်တဲ့သူအဲ့လိုပြောအဲ့ဒါမနဲ့ပြောတာမနဲ့မောက်ပါလေဒီလည်းမပြောမနဲ့ကအပြစ်မဇယောင်းစားတဲ့လူမနဲ့ဒီအစ်စင်းန်းရှိတဲ့မိန်းမလည်းမဟုတ်တစ်ထည့်လည်းမဟုတ်တစ်ကျွဲလည်းမဟုတ်မနဲ့မှာတာမန်တူလို့ကိုလိုခွေးလေးတစ်ခုပဲရထားတာ ဟုတ်ပြီနော်တထိလည်းမဟုတ်မနဲ့လိုမှာချမ်းသာတဲ့လူလည်းမဟုတ်တယ်မနဲ့မမမမလည်းကောင်းမပြောဘူးအောက်ကနေလည်းဝင်လာအဲ့တော့ရှင်မလို့အဲ့လိုပြောပါနဲ့ရှင်မတော့အနန္တနန္ဒငါးပါးခိုက်ဝင်လေကျမကခရီးကိုအလောက်ကြီးမရိုက်တိဘူးလို့ပဲကျမလာပြောတာလို့ကျမဒီကိစ္စကိုခေါ်ပြီးဆွေးနွေးပေးပါလို့ပဲကျမလာပြောတော့ချက်ချင်းမခေါ်ပြီးရတော့ကျမတို့လာတာပေါ့လို့ကျမကကျမတို့အချင်းဆွဲလိုက်တယ်လေနေ့လည်းတနားကြီးတော့ကျမအချင်းဆွဲတာမဟုတ်ဘူးလေကျမတို့အလုပ်ညာလေကျမတိတယ်ကျမအလုပ်ညာလားကျမတို့ခွင့်ကြောင်းနေဘလောက်အလုပ်ညာလေကျမတိတယ် ောင်းသားတွေရက်များတယ်ဒါပေမဲ့ဆရာမကတောင်းသားမိဘကိုတကယ်အလေးထားခြင်းဒီကိစ္စကရက်ရုံဖြစ်တယ်ဆိုရင်ဆရာမဒီကလေးကိုခေါ်တောင်းသားဆရာမကိုလည်းခေါ်သူနဲ့ပြဿနာဖြစ်တဲ့ကလေးကိုလည်းခေါ်ပြီးမှဆရာမရှင်းပြရမယ်ဒါပေမဲ့ဆရာမကကိုယ့်ရဲ့လက်ထောက်ကိုစစ်ကနာပို့လိုက်တယ်တောင်းသားမိဘကိုအလေးမထားလိုက်ဘူးအဲ့ဒီလိုဆရာမလုပ်လိုက်တဲ့အတွက်ကျမကကလေးကိုတောင်းနေခေါ်ပြန်မယ်ဆိုတဲ့အဆင်ပြေဖြစ်သွားရတယ်လို့ဒါပေမဲ့ကျမလည်းကျမပြောတာမှားလားရှင်တောင်းမှန်ပါတယ်လို့ကျမဆရာမလည်းစိတ်ကမှမစိုးပါနဲ့ဒါကျမတို့နှုတ်နှစ်ကလေးနားလည်းမလွယ်တဲ့ကိစ္စပါလို့ပြောလိုက်တော့မှသူကအဲ့ဒီဆရာမကြီးက လက်ပြေဝန်နဲ့ဖြစ်တဲ့ကလေးចောင်းចောင်းတို့တော့ပေါ့ခိုင်းမှာမေးတော့လာမေးတော့မှလက်ပြေဝန်ပြောတဲ့အချိန်မှာ तू ကလက်ပြေဝန်ကိုပြောခဲ့တယ်တဲ့အဲ့ဒီလိုအဲ့ဒီလိုဟုတ်အဲ့လိုပြောလိုက်တော့လက်ပြေဝန်ကမလုပ်လေလို့ပြောတော့လက်ပြေဝန်ကစိတ်ဆိုပြီးခုံထုတ်လိုက်တယ်တဲ့အဲ့ဒီခါကျမှကိစ္စအမှန်ပေါ့လားအစနဲ့ငယ်သူမနဲ့လို့အဲ့လိုရှင်းပြလိုက်ရင်ပြီးပြီအဲ့တော့မနဲ့ကပြောတာဆင်မရေအတန်းကြောင်းပြင်မယ်ဆိုတဲ့လက်ပြေဝန်ကမကြောင်းချင်ဘူးတဲ့တော့သူများမိပါလားဆိုရင်လေတီတက်မှာဆက်ထားရင်ငါတို့ကလေးကိုညှို့မှာပြောတယ်ပါ냐ဆိုပြီးမှဆရာမကိုနင်ပေးမစပြောပြီးခံကြောင်းမှာကလေးမကြောင်းချင်ဘူးဆိုမနဲ့ကအတန်းထားလိုက်တယ်ပြပြလေးလေးပဲပြောခဲ့တယ်ဆရာမကကျမသမီးလေးကလေအခု ဆင်မတို့ရှင်မရောက်ဆင်မတင်းဖြစ်သွားဆီယမတို့ကာကွယ်ပေးရမယ့်တာဝန်ရှိတယ်။အခုသူများတန်းကကလေးရသူတို့ live မှာကျွန်းလို့ဘာညာပြောတယ်ဖြင်းချွတ်ခိုင်းတယ်လာပြောတာ။ဆီယမကမမေးမမြတ်မကာကွယ်ပေးပဲနဲ့ဆီယမအနောက်ထိရိုက်လိုက်တယ်ခုံလေးထုလိုက်တယ်ဆိုတာဖြစ်နေ။ကျမပြောတယ်ဒီပြခုံပြတ်သွားရင်ဆီယမရဲ့အစ်စ်ဆိုလဲဝယ်ပေးနိုင်ဝယ်ပေးမယ်။မဝယ်ပေးနိုင်ရင်လည်းမနဲ့လို့ပြုတ်ပြပေးမှာပေါ့ဆီယမကိုတားတမျိုးအရင်မကာကွယ်နဲ့ဘာဖြစ်လို့ဆီယမအနောက်ထိရိုက်တာတော့။အဲ့လိုပြောမှအမှန်တော့ဒီမနဲ့ကသူ့ကြောင်းကိုဖုန်းလဲမဆက်ဘူး။ ိုင်လဲမတိုင်ဘူးသူဗီဒီယိုဘောပြောနေလို့လည်းမနဲ့မပြောဘူးသူ့ဘာသာသူပဲကျမဗီဒီယိုဘောပြောတယ်လို့လည်းပြောတယ်ဘာသာသူပြောလာတာမနဲ့မသိသူဗီဒီယိုဘောပြောမနဲ့မနဲ့မသိဘူးမြင်လဲမမြင်ဘူးအဲ့ဆရာမဘာလို့နေလဲလဲကိုမသိဘူးကိုပြောမဲ့လို့အဲ့လောက်ငငယ်လေးဖြစ်နေလဲမနဲ့မချင်းအဲ့တော့မနဲ့ပြောလိုက်တာကျောင်းမအရောက်နေတာလို့ရမနဲ့လို့လည်းထိဘူးလေနော်90လောက်မပြောနဲ့ကြာချီပြီးမနဲ့လို့ထိဘူးလေဘာလို့လဲတိလားဘာလို့ရာချီပြောလဲအပြင်ကျူရှင်ဆိုတာကျောင်းထက်ပိုပြီးခလေးများတဲ့ဘောပဲအခုအပြင်ကျောင်းနေတော့ကျောင်းသားများလေးတိရမှာသင်ဘူးလေဒါပေမဲ့အချင်းအဲ့တော့ဒီကျောင်းမှာတိ ချက်တယ်ဆိုရင်အဖြစ်ကိုတင်စရာပြောရင်မှကိုဖက်လက်နှစ်ပတ်ဆိုမှတင်ပြီးချက်ချချိုက်တာ။အဲဒီနေ့တော့ကြောင်းကြီးကအဲ့ဒီလိုတက်တလာစားခဲ့တဲ့ကလေးမကိုခေါ်လိုက်တယ်သူငါးချက်ရိုက်တယ်။ကလေးရခံရတဲ့ပြတော်ရှင်ချက်မှအကောင်း။ဒါပေမဲ့ပြောခဲ့ပါလေ။အဆောင်ကြီးကအပြစ်ရှင်အပြစ်ရှိတယ်လို့အဲ့ဒီလိုရိုက်ရမှာ။ဒီလိုမျိုးကြွရဲ့နွားရရရမှာမဟုတ်ဘူးလို့ဆရာမလေးမှအနာကက်ရှိတယ်နော်။ဆရာမကျမရဲ့တမီးမှလည်းအနာကက်ရှိတယ်။ကလေးကိုကြောင်းမပြောအောင်ကျွန်တော်တို့မလုပ်ရဘူး။ ခုခုဖြစ်လို့ကျမကနားလည်မှုနဲ့ဒီလိုပဲတန်းလာလို့ကျမကအဆင်အဆင်တက်သွားတယ်။ကျမရဲ့အနာကမနှမမဖြစ်သွားမယ်။ကျမကျမစိတ်ကနာနဲ့ပြောတာမိဘတိုင်းကကျမကိုစိတ်ညိုမဟုတ်ဘူး။ကျမကဒါကိုချင်းစာလို့ဒီလိုလာတွေ့တာ။ကျမနေရာမှာတခြားမိဘပတ်ဆက်အင်မတန်ချမ်းသာတဲ့မိဘတွေတက်စီမိတစီအဆင်ကြော်ပြီးတက်ချသွားလိုက်ရင်ဆီယမရဲ့အနာကလေးဘလို့ဖြစ်သွားမယ်ချင်တာရောလို့မနဲ့လည်းပြောခဲ့ပါတယ်။တော်တော်ကိုစိတ်ဆိုးလိုက်ဒီမှာဒီမှာတက်တည်နေတော့ကြမ်းဒေါ်လာဖက်လို့လို့မြည်ရေထွက်တာဒီကမှာအင်မတန်အနာကြိုက်တာမြည်ရည်တွေတက်ချတယ်တနင်္လာနေ့တော့တက်ပြီ။အဲ့ဒါဖြစ်ကတော့အဲ့ဒါပဲအမောက်လည်းတစ်ခါလေးပြောပြလိုက်ပြန်ရှင်းမကြတဲ့လို့ နော်အဲ့ဒါပြောပြတာတော်တော်ကိုစိတ်ဆိုးတယ်အဲ့ဒါနဲ့မနေ့ပြောပြမှလေးလားကျမကလည်းကြောင်းတယ်မထဲဘူးနော်လို့အခုဆရာမကကြည်ရလို့ပြောလေဆိုတော့ဆရာမတဘောပဲအမတဘောလေအမမှာမကြောင်းတယ်နဲ့ထဲလေအမရဲ့ပြုတ်လက်ခွင့်နဲ့နာမည်ခေါ်လေအမလွတ်လက်ခွင့်နဲ့အဲ့ဒါကြောင့်မနေ့ကမဲ့လေးပြောပြပေးလိုက်ပြဟုတ်တယ်လေဟာဆရာမရဲ့နားလည်မှုနဲ့မထဲပါနဲ့ထားလိုက်ပါဆရာမရဲ့ပြရပြီးကြောင်းအတိုင်းကြီးပဲထားလိုက်ပါပြပါစေလို့ပြောရင်မနဲ့မပြောမဖြေဘူးဘုသူမေမေပဲကြောင်းလို့မနဲ့မဖြေအခုတူအမဆရာမရဲ့လွတ်လပ်ခွင့်နေတယ်ဆရာမပါဆရာမလည်းကြောင်းနေမယ်ချက်ချင်းနေမထက်ချင်းနေဆိုမှတော့မေးလိုက်တယ်လေခခွဲလာတော့ဆရာမနောင်နောင်ဆန္ဒဝင် ကဲခက်ခွေလာတော့နော်ဆီယမနောင်နောင်စန်တာဝင်းပေါ့နော်ဒီဆီယမကြီးလောက်ဆောင်မှုဒီပေါ့နော်အဲ့လိုမျိုးဆီယမကြီးပြောမစို့ကြီးမထင်နိုင်တဲ့ဒေါ်တာတရားတွေကြောင့်ပေါ့နော်အဲ့လိုမျိုးတုံသွားတယ်နိနာမုံတွေပေါ့နော်ကြောင့်သူနိနာမုံတွေနောက်တစ်ခါမိဖားတို့ရေးပေါ့နော်ကြောင့်သားမိဖားတို့ရေးပောက်ကွေးမုံတွေကိုဖြည့်ရှေးတာဖြစ်ပါလေကဲဆီယမနောက်ဆုံးမှာပြပြလေးလေးနော်ဖြည့်ရှေးပေးလိုက်ပြီဆိုတဲ့ဗီဒီယိုလေးကတော့ကျွန်တော်တို့ viewer များနော်အကုန်လုံးနာထောင်ပြီးသားရှင်းပါပါပဲเนาะဒီဗီဒီယိုလေးမှာဆက်ဆုံးကုန်လိမ့်ပါပါတယ်ရှင်းပြတဲ့ဥစ္စာလေးအရင်ကောင်းပါလေး ဆိုတော့ဆရာလို့နော်လောက်လာပြီဆိုလို့ရှိရင်စေနာနိနာဝါဒနာအဲ့လိုအနာရီရှိမှဆရာလို့ခေါ်ရမှာဖြစ်ပါလေမိဖတွေမှာလည်းဂုံတွေရှိသေးဆရာသမားတွေမှာလည်းဂုံထုဝိတ္တတာတွေရှိသေးဒီဂုံတွေကတော့အလကားထားတာမဟုတ်ဘူးနော်အဲ့လိုမျိုးလို့လို့မှာအဲ့လိုမျိုးစရဏရဲ့နေတာရဲ့ဝါသနာရဲ့ဒီနာသုံးနာရှိမှသာလျှင်သူတို့ဆရာလို့ခေါ်တက်မဲ့ရမှာဖြစ်ပါလေ။ဒါကြောင့်ခုရှင်းပြတော့တဲ့အမပေါ့နော်။မနက်ဒီရှင်းပြတော့တဲ့အမပြောတဲ့ဥစ္စာလေးအရင်လေးကောင်းပါရဲ့။ကျွန်တော်ရေးပြပါမြားလေးအရင်နားလေးသဘောပေါက်မေးလို့ထင်မိပါလေဗျာ ဆိုတော့ဒီလိုပြဿနာတွေဖြစ်လာပြီဆိုလို့ရှိရင်ပေါ့နော်ဒေါသနေရှိထားပြီးတော့အရင်ဆိုင်ဖြစ်ချင်းတာတော့တူတူပတ်တော့အကျိုးမရှိပါဘူးကျွန်တော်တို့အပြစ်တွေပေါ့နော်လက်ပင်မရှိတဲ့ဟာတွေနိမ့်နာမှုတွေပေါ့နော်ဆုံးဖြတ်မှုတွေကိုခံစားရမှာဖြစ်ပါတယ်အကျိုးကြောင့်လေးဆက်ဆက်ပြီးပေါ့နော်ကလေးကိုကျောင်းသားကျောင်းသူတွေကိုပေါ့နော်ဆရာတွေကကြိုက်တွေးဖြစ်ချင်းသင်ပါတယ်ဒေါသဆိုတဲ့အရာကကျွန်တော်တို့ပေါ့နော်အမှားတွေအမှန်တွေကိုမမြင်နိုင်တဲ့အရာလေးတွေပေါ့နော်ဒေါသထွက်လာပြီဆိုလို့ရှိရင်လူတွေဟာအရန်ကိုကြောက်ရွံ့စရာကောင်းတာပေါ့နော်ကြောက်ရွံ့စရာကောင်းတဲ့အဆင့်ကိုရောက်ရှိပြီးတော့သူ့ရဲ့အချက်တွေတိတ်ခါတွေ เนาะဆိုတော့နောက်တစ်ခါကျွန်တော်တို့အနာဂတ်တွေပေါ့เนาะဒါတွေကိုကျွန်တော်တို့အမှားမှန်ကိုမမြင်နိုင်တဲ့အနေထားလေးကိုရောက်ရှိတော့မှာဖြစ်ပါတယ်အဲအကြောင်းခုနကအမားကြီးပြောသလိုပဲဆရာမတွေမှာအနာဂတ်ရှိပါသေးတယ်ကျောင်းသားတွေမှာလည်းအနာဂတ်ရှိပါသေးတယ်